တာမယာသီးနှံမူးမွေးလေးနဲ့ခါဆိုင်အရာတာကူမှဒီလိုနွေရသည့်အချိန်မှာအစာပြေဒီတိုင်းအလွတ်စားမလားဒါမှမဟုတ်ဒီလိုထမင်းပူပူလေးနဲ့စားမလားအရန်ကူမှလွယ်ကူတယ်မြင်းခွာရွက်တုတ်လေးလာပြီးမျှဝေပေးပါမယ် ကဲမတုတ်ခင်မှာအရင်ဦးဆုံးစီချတ်တတ်ဖို့အတွက်ကြက်သွုံလေးတွေကိုအနေတော်လေးလိချပေးပါမယ်။နောက်ထပ်အစိမ့်တုတ်တွေမှာထည့်ဖို့အတွက်ကြတော့ကြက်သွုံဥသေးလေးတွေကိုရွေးပြီးတော့တုံထားပါဗျ။ကြက်သွုံစိမ့်နှမ်းရမှာကြောက်တဲ့သူတွေအတွက်စားလေးအနေတော်ထည့်ရေလေးအတင်တောင်ထည့်ရေတန့်လေးနဲ့နှခေါက်သုံးခေါက်လောက်စီးပြီးပြီဆိုလို့ရှိရင်တော့ကြက်သွုံစိမ့်နှမ်းပျောက်ပါပြီ။ခင်းညင်သေးလေးပါနှလုံးလောက်ထည့်မယ်ဆိုလို့ရှိရင်လည်းအခုလိုဥတိုင်းလေးတွေဖြုတ်အထည့်ဟာအစီလေးတွေဖြုတ်ပါလို့ရှိရင်တော့နေတော့ပပားလေးတွေလိထားလို့ရပါပြီ။ အတောက်တွေထဲမှာတာမယာသီးအနှံ့လေးမွေးနေမှာစားလို့ကောင်းတယ်ဆိုလို့ရှိရင်တော့တာမယာသီးကိုတလုံးလောက်ထည့်ပြီးတော့တုပ်ပါမယ်။မြင်းခွာရွက်တုပ်မှာအပင်လိုက်ထက်တုပ်မယ်ဆိုလို့ရှိရင်ပူပြီးတော့ရတာကောင်းပါတယ်။ဒီနေ့မှာတော့ကျွန်တော်ရှာဝယ်လာခဲ့တာအခုလိုအပင်နဲ့အကိုင်းလေးပဲရပါတယ်။တုပ်ကိုလည်းရေလုံးဝထပ်မစေးတော့ဘဲနဲ့ဒီအခါရတာလေးတိုင်းတုပ်ပါမယ်။နောက်ထပ် မြင်းခွာရဲ့တုံမှာပဇွန်ကြောက်လေးပါထောင်းပြီးတော့ထည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့စားကောင်းသလိုသူများထက်လည်းတမှုထူးခြားတဲ့အရာသာကိုရရှိပါမယ်။ ခါတက်တဲ့အရသာကူမှအခုလိုစိုက်တဲ့အရသာလေးနဲ့ညီဘဲလေးပါတခါတည်းထည့်ပြီးတော့ထောင်းပါမယ်ညက်နေအောင်ထောင်းပေးစရာမလိုပါဘူးအနေတော်လေးညက်မယ်ဆိုရင်ရပါပြီစီချက်တတ်ဖို့အတွက်စနွှင်းလေးအနေတော်လောက်ထဲစီလေးပူလိုက်ရင်ပပလီရတဲ့ကြက်သွုံလေးကိုထည့်မီးလေးပုံမှန်တော့နဲ့ကြက်သွုံလေးကဆွေအောင်လေးတန်းလိုက်ပြီဆိုလို့ရှိရင်တော့တုံလို့ရပါပြီကဲပစ္စည်းတွေအားလုံးအစင်သေးဖြစ်ပြီဆိုလို့ရှိရင်တော့တုံလေးလေးကိုထည့်ပြီးတော့ကြည်ပါမယ်မညက်တညက်ထောင်းလာတဲ့ညီဘဲလော်လေးထည့် ငုတ်တီအကြံမော်လေးထဲအစိမ့်သေးလေးပါကြိုက်တယ်ဆိုလို့ရှိရင်ငုတ်တီစိမ့်လေးပါထည့်နိုင်ပါတယ်ကြက်သွန်လေးထက်ခဲညင်သီးလေးထက်မြေဘဲလော်ထောင်းထားတာလေးထက်မြေဘဲလော်မရှိရင်ဘဲအကြံမုတ်ထည့်လို့ရပါတယ်စီကြက်လေးအနေတော်ထက်တမယာရေးမရှိတဲ့သူတွေအတွက်ကြတော့မကြီးဘူးရွေးသုံးလို့ရပါတယ်ဒီနေ့ကျွန်တော်တမယာသီးလေးနဲ့ထည့်ပြီးတော့တုတ်ထားပါတယ်အရသာကိုကြတော့ကျွန်တော်အချိုမုတ်လေးအနေတော်လောက်ထဲစားလေးအသင့်တင်းလောက်ထဲငားငပြည့်ရည်လေးအနေတော်လောက်ထဲ ထဲလိုက်တဲ့အရသာအပေါငံတွေအားလုံးတမသောအောင်ကျွန်တော်တို့တစ်ခေါက်ပြန်ပြီးတော့နေပေးပါမယ်။လိုအပ်တဲ့အရသာကိုကြတော့ကိုစိတ်ကြိုက်ပြန်ပြီးတော့ဖန်တီးလို့ရပါပြီ။ထမင်းပူပူလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်အရန်လိုက်ပါတယ်။ရေရီချမ်းလေးပါပါမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ပြည့်ပြည့်စုံပါလေ။ပစွန်ကြောက်လေးပါကြိုက်ချင်တယ်ဆိုလို့ရှိရင်တော့အပေါ်အနေဖြူဒါမှမဟုတ်နန်းလော်မွေးမွေးလေးပါကြိုက်တယ်ဆိုလို့ရှိရင်လည်းထည့်ပြီးတော့သုံးဆောင်နိုင်ပါတယ်ခင်ဗျာ။ ဒီလိုနွေရာသီမှာတုပ်စားလို့အရင်ကမှကောင်းတယ်မြင်းခွာရတုပ်လေးလိုက်ပြီးတော့တုပ်စားကြည့်ကြည့်ပါဒီနေ့ဗီဒီယိုကြတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်ပါမယ်ဗီဒီယိုလေးကိုအစဆုံးဝင်အောင်ကြည့်ရှုပေးတဲ့မိတ်ဆွေများလည်းကျမ်းပါပြီးချမ်းသာပါစေနောက်ထပ်ဗီဒီယိုအသစ်မှာကျွန်တော်တို့ထိုက်ပြီးတော့တွေ့ပါမယ်ဒီနေ့တော့ဒီလောက်ပါပဲ